အာကျွန်တော်ကတော့စီတူခင်မောင်ပါကျွန်တော်ကတော့ ULD အသင်းရဲ့ high coach တယောက်ဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့အသင်းနိုင်တဲ့အတွက်ကျွန်တော်အသင်းသားတွေအားလုံးကို congratulation ပါအဓိကတော့ကျွန်တော်အလေးပေးပြောချင်တာတော့ပရိသတ်တွေဖြစ်ပါတယ်ကျွန်တော်တို့ပရိသတ်တွေရဲ့ supporting ကကျွန်တော်တို့အသင်းပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ်သူတို့ရဲ့အားပေးမှုမပိုင်းကျွန်တော်တို့ဒီနေ့ပွဲကိုဒီလောက်ထိဆွမ်းဆောင်နိုင်မှာမထင်ပါဘူးဟုတ်ကဲ့ကျွန်တော်တို့အဓိကတော့ပွဲမတိုင်ခင်သူတို့ကရှေ့ကပြီးဖို့ပေါ့နော်သူတို့ရဲ့လူကောင်ကြီးတော်ကိုသူတို့က ဟိုအာတာကြက်တစ်ခုအနေနဲ့တို့တဲပြီးဆော့တာပေါ့ကျွန်တော်တို့ဘက်ကကလေးတွေကခဏကုန်းနေနေညှက်တာလဲပါတယ်အဲ့တော့ကျွန်တော်တို့ကဒီပွဲကိုကျွန်တော်တို့ရဲ့ဟိုတင်ထားတဲ့ကစားကွက်အတိုင်းပဲပေါ့အဓိကဆပ်ပလေးတွေဟိုကျွန်တော်တို့ဟိုအဓိကဘေးရောက်ကောကော်နာအစကျွန်တော်တို့တေချာတဲပြီးလှုပ်ထားပါတယ် training မှာလည်းဟိုပြီးတော့ကလေးတွေရဲ့ stamina ပိုင်းလည်းကျွန်တော်တို့တင်ထားပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ပြည်သက်တွေအားလုံးကျွန်တော်ထပ်လောင်းပြောလိုပါတယ်ကျွန်တော်တို့အသင်းကိုအခုလိုမျိုးအားပေးတဲ့အတွက်လည်းကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့အသင်းကို လူကိုယ်တိုင်လာရောက်နိုင်သည်ဖြစ်စေမလာရောက်နိုင်သည်ဖြစ်စေကွင်းထဲကိုကိုယ်တိုင်ကိုကြလာရောက်နိုင်သည်ဖြစ်စေမလာရောက်နိုင်သည်ဖြစ်စေကျွန်တော်တို့တင်းကိုယခုလိုလိုပဲအင်တိုင်းအားတိုင်းနဲ့လဲ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 အားပေးပါလို့နဲ့ကျွန်တော်တို့ဘက်ကနေလည်းနောက်နာမည်အဆင့်ကိုအစွမ်းကုန်စူးစမ်းပြီးကျွန်တော်တို့ကြော်ဖြတ်သွားပါမယ်ချန်ပီယံဖြစ်ဖို့ရည်ကကျွန်တော်တို့မျှော်မှန်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ဖူဆန်ယူပေးကိုလည်းကြိုးစားနေတာအဓိကအခုလိုမျိုးကျွန်တော်တို့ရဲ့ဖူဆန်ယူလေးတွေကို update လေးတင်ပေးတဲ့အတွက်လည်းကျွန်တော်ကဝမ်းသာမိပါတယ်အဓိကကျွန်တော်တို့ပရိသတ်လေးတို့ချို့ဟိုကျွန်တော်နိုင်ငံရဲ့အားနည်းချက်ကပေါ့နော်ဒီကွင်းထဲကိုလာကြည့်ကျင်တဲ့ဝါသနာပါတယ်ဒါပေမဲ့ကျွန်တော်တို့မှတချို့ကအလုံး ရှိလို့ပဲဖြစ်တယ်မိသားစုကိစ္စကြောင့်ပဲဖြစ်တယ်မလာနိုင်တဲ့ပြဿနာတွေရှိပါတယ်အခုလိုမျိုး online ကနေအခုတို့မှာဘူးဆက် new ကနေပြီးတော့ဒီလိုသတင်းလေးတွေထုတ်လွှင့်ပေးရတဲ့လဲကျွန်တော်တို့တွေဟိုမသိရတယ်ပေါ့နော်အဲ့အတွက်လဲကျွန်တော်ကကျေးဇူးတင်ပါတယ်ဘူရှိတို့သင်းတဲ့ပွဲကိုလဲကျွန်တော်တို့အုပ်စုပွဲစကန်ရလို့ပဲကျွန်တော်တို့မလျှော့ပါဘူးကျွန်တော်တို့ဒီပွဲရန်ကို final လို့ပဲသတ်မှတ်ပြီးကစားပါတယ်အဲ့အတွက်ကျွန်တော်တို့မနက်ဖြန်ကစားမယ့်ပွဲကိုလဲ final လို့ပဲကစားမှာပါဟုတ်ကဲ့ပါ ယူလီဒီသွင်းအောင်အားပေးပါလို့ပေါ့နော်အားကွာဒါလေးပဲပြောချင်ပါတယ်ချိန်ကြမှာခင်ဗျာဟုတ်ကဲ့